ဲ့ဘုရားပေါ့။ဘာကျန်သွားရွှေတောင်ပေါ့။ရွှေတောင်မှာရှိတဲ့ကျွန်တော်ဒီလူဘုရားပေါ့လို့လည်းကြည့်ပေါ့။ဒီတပ်ပြန်ပန်းကပ်ပြီးဆူတောင်းဝင်။ဆူတောင်းပြည့်တယ်ဆိုပြီးတော့လည်းကြည့်ပါလေ။အဲ့လိုသွားမှာပါ။အခုဆိုရင်တော့ရွံတို့စပယ်တောင်မို့စပြီးတက်มาဖြစ်ပါတယ်စပယ်ပန်းဖျားကဘာလို့နာမည်ကြီးရလဲဆိုလို့ရှိရင်တော့ အရန်ဆူတောင်းပြေးလို့စပယ်ပန်းတွေပြန်လာကတ်ကြတဲ့လေးထားလေးရှိပါတယ်ရှင်။အဲဒါကြောင့်စပယ်ပန်းသွားပြီးတော့လူတန်းမှာပါ။စပယ်တောင်းဝန်သွားတော့မယ်ဆိုလို့ရှိရင်လမ်းတစ်လျှောက်မှာစပယ်ပန်းဆိုင်တွေအများကြီးကိုတွေ့ရမှာဖြစ်ပါတယ်။အဲ့ဒီကနေပဲစပယ်ပန်းလေးဝယ်သွားမှာပါ။ပထမဆုံးတစ်ခါလာပြီးဖူးမြော်တဲ့အချိန်မှာဆူတောင်းသွားလို့ရပါတယ်။ဆူတောင်းပြေးတဲ့အခါမှာစပယ်ပန်းလာပြီးပြန်ပြီးကတ်လူကြတဲ့သူတွေအများအများကိုလည်းတွေ့ရမှာပါအခုတော့စပယ်ပန်းသွားရှာလိုက်ပါဦးမယ်ရှင် စပယ်ပန်းသွားဝယ်ဖို့အတွက်ကိုမှတ်ထားတဲ့ sign ကနံပါတ်1ဆိုတဲ့ဟာကိုပဲမှတ်ထားတဲ့အတွက်လိုက်ရှာလိုက်ပါဦးမယ်ရှင်အားလုံးလည်းကူရှာပေးကြပါအောင်နော်ပါတယ်ဒီဖိုင်လေးပါပဲ။ဒါရမနီရလေးရှိရင်။အဲ့ဒါကိုတော့ဝယ်နေတယ်။ဘာလို့ဝယ်နေတာလဲ။ဘယ်လိုကောင်ဝယ်နေလဲ။ဘာလို့ဝယ်နေလဲ။ဘယ်လာမှာဝယ်နေပြီပဲ။ဥမတ်လာတာဒီဆိုင်ပဲဝယ်နေ။ လို့ရှိရင်ဒီလိုဓာမျိုးလေးယူပါပါအဲ့ဒီတော့အဲ့ဒီ this one ဆောက်ကူရရင်မာလာလိုက်ပါလိမ့်မယ်။ဒါလည်းရေကဲပုံလေးနဲ့ထည့်တာပါ။အေးလေးကမှပြန်ပြီးတော့ဆန်းလေးနဲ့လုပ်ပေးပါမယ်။ဒါစိတ်။ဒီတော့ရေကဲပုံလေး။အဲ့ဒါကိုကြည့်ကြည့်။အမေသား ခုဆိုရင်တော့ဇန်တို့စပယ်ပန်းဆိုင်လေးကိုရောက်ပြီဆိုတော့ dress စပယ်ပန်းလေးတွေဝယ်ပါမယ်ဒီမှာကဝယ်မယ်ဆိုလို့ရှိရင်အနည်းဆုံးဗတ်တရာဘူဝယ်ရပါတယ်ရှင်ဗတ်တရာဘူဆိုလို့ရှိရင်အောက်ကဒီလိုခွက်လေးနဲ့ပေါ့နော်ရွှေခွက်လေးနဲ့စပယ်ပန်းလေးထည့်ပေးပါတယ်ပြီးသွားလို့ရှိရင်တော့ပန်းစည်းလေးဘီနာမှာပြရတဲ့ပန်းစည်းလေးတစ်ခုပါပါတယ်ရှင်အဲ့ဒါကိုဗတ်တရာပါအခုတော့ဈေးလေးစစစ်ကြည့်လိုက်ပါအောင်မရှင်ဘယ်လောက်နဲ့ရလဲကြည့်ကြည့်လိုက်ပါအောင်နော်ကဲဇာအခုမဈေးချက်တာတော့90 ဒီလျှော့သွားပါပြီ950ပဲကြားပါတော့တယ်6ခုကိုကဲခုဆိုလို့ရှိရင်တော့6ခုဝယ်ပြီးသွားပါပြီဘိုင်ဘိုင်ကဲခုဆိုရင်တော့စပယ်ပန်းလေးတွေလည်း ready ဖြစ်သွားပြီဆိုတဲ့အတွက်ကိုတောင်မိုးစပြီးတက်ပါတော့မရှင်အလုံးလေးလိုက်ခဲ့ကြပါဦး ဒီတောင်မဟုတ်တော့ဖို့အတွက်ကားနေနဲ့မဟုတ်ဘဲနဲ့စိုက်ကယ်နဲ့လည်းတက်လို့ရပါတယ်ရှင်။ကားဆိုလို့ရှိရင်လည်းအင်ဂျင်ပါဝါကောင်းတဲ့ကားလေးရင်းနဲ့တက်ဖို့အတွက်တတိပေးခြင်းမတဲ့အကွေးကောက်တွေရလည်းများတဲ့အတွက်ကိုကျွမ်းကျင်တဲ့ driver လိုအပ်ပါတယ်။ကဲတူတူတောင်မဟုတ်တက်ကြမယ်။ဟုတ်ကဲ့ပါဦးနော်။ဒီမှာကားတစီးကတော့အဖော်အနေနဲ့ရှိနေပါတယ်။ဒါပေမဲ့တောင်တက်လန်းနေမှာရှိကားရှိနေရတော့တိတ်မကောင်းလာပါဘူးရှင်။ သူ့ကိုစောင့်ရင်းနဲ့သွားရတာဆိုတော့အရှင်ရရော့ရော့သွားပါတယ်တတိထားပြီးမောင်းကြပါရှင်ကဲခုဆိုလို့ရှိရင်တော့ဘေးနားမှာကားနီလေးကိုတွေးလိုက်ကြမှာဖြစ်ပါတယ်အဲ့ကားနီလေးကတော့တောင်ပေါ်တက်တဲ့ကားလေးတွေပါရှင် အောက်မှာရထားခဲ့ပြီးတော့ကားနီနဲ့တက်လို့လည်းရပါတယ်ကားတက်တာချင်းတဲ့သူတွေအတွက်ပါဒါကတော့ဇန်နခုနကဝင်ပြီးတော့ဝယ်လိုက်တဲ့ဆိုင်ကနေပါတရာဘိုးကို6ခုဝယ်လိုက်ပါတယ်ရှင် 50ရှော့ပေးတဲ့အတွက်950ပဲကြခဲ့ပါတယ်ခုဆိုရင်တော့စပယ်တောင်ကိုရောက်လာခဲ့ပါပြီရှင်ကပကင်ထိုးပြီးွားရင်တော့ဖျားကိုတွားရောက်ဖို့မျှော်ပါမယ်အားလုံးပဲတူတူလိုက်ခဲ့ကြပါအောင်ရှင်ကပကင်လေးရှာလိုက်ပါဦးမယ် အခုဆိုလို့ရှိရင်เนาะကျွန်တော်စပယ်တံဖျားကိုရောက်လာခဲ့ပါပြီရှင်ဒီကြီးတွေအားလုံးကိုလည်းစပယ်ပန်းလေးတွေတရားတစ်ခုစီဝယ်ပေးခဲ့လိုက်ပါတယ်ကဲခွာရပြီးမှလည်းထိုင်းဝတ်စုံလေးတွေနဲ့နှစ်လပပလေးတွေမြင်တွေ့ရမှာဖြစ်ပါတယ်ပြီးသွားရင်တော့ထီဆိုင်လေးတွေတွေ့ရမှာပါပေါ့เนาะဆက်သွားမယ် Thank you. sin lägenhetsvakt. Det är ju begärligt om ni är nere. Tog ni dig att Friday. Jag går igen ื่อเรามอกที่มันแล้วก็ถือลูกปลักษแล้วบอกชื่อเราข้าพเจ้าชื่อนี้ได้นำดอกมะลิมาถวายองค์หลวงพ่อพระเจ้าใหใจ ตามที่ข้าพเจ้าได้สัญญาไว้แล้วกับหลวงพ่อพระเจ้าใหญ่ขอองหลวงพ่อพระเจ้าใจจงรับมาด้วยแล้วก็กล่าวว่าสาธุสาธุแล้วก็เอาดอกนี้ไปวางไว้ขอให้ข้าพเจ้าได้รับข้าพเจ้าဒီပြီးမှတွေ့ရမယ်ဘูူးယောက်ကြီးကတ่ာ့အစ်တထမှန်ပြီးလောက်ထားတယ်ဘလူးယောက်ကြီးဖြစ်ပါတယ် 你们都过来新疆嘛？哎，啊，罗，我们是关于在东海的新疆的，我的姐，我的话弄不了的，我弄也没便宜。เพื่อที่จะนำไปเปิดไว้ที่ราวด้านหลังองค์ท้าเวสสุวรรณซึ่งจะเป็นต้นให้ผู้ที่ทำบุญสู่ปัญญาทั้งชาตินี้ทะลุเสียสีรัดอะไรไม่ได้อะไรก็เดี๋ยวเรามาไปดูดูให้ดูดู အခုဆိုရင်တော့ပန်နေတယောက်တထုပ်ကိုစီနေစပယ်တောင်ဖျားကိုဝင်ဖူးကြပါပြီရှင်အခေကြပါအောင်နော်ဒီနေ့ဟာဦးလာမယ်ဆိုလို့ရှိရင်တော့အမျိုးသမီးရင်းနေနဲ့လုံလုံညုံညုံဝတ်စားဖို့လိုပါလေအကယ်၍ဘောင်းမီတိုတွေရင်ပြက်တွေဝတ်ခင်းရင်တော့အောက်မှာထမိန်နေပါလေငှားပြီးတော့ပြန်ပြီးတော့ပတ်အောင်ပါပေါ့နော်ကဲခါရလေပက်လိုက်ပါဦးမယ်ရှင် 是任何人从在平常生活中呢，都听到他公公公啊，听到他。ဒါကတော့ဖေယားကြောင့်လိုင်းလိုင်းရှင်းပြနေတယ်။ချစ်မိုင်လဆောရကုထုတ်ကုကုပါရှင်။ဒီနေရာမှာကတော့အမွှေးတိုင်ထုံပြီးပူဇော်ကြပါရှင်။အမွှေးတိုင်นี่လေဒီနေရာမှာယူလို့ရပါတယ်။ အလူငွေလေးရတော့ဒီပုံနဲ့ကိုပြန်ထည့်ခဲ့ရမှာပါရှင်ဒါကတော့ပေတင်မီလို့ရနေရလေးပါရိုးရရလေဒီဟိုရံကိုထပ်ယူလို့ရရ ဒါကတော့ဝယ်လာတဲ့စပယ်ဗန်းလေးဒီကိုအပေါ်ကပလတ်စတစ်လေးတွေပြန်ခွာပြီးတော့ဖေရအကတ်တော်မှာဖြစ်ပါတယ်။မွေးရည်လေးလည်းထွန်းပါပါ။အားလုံးပဲမြင်တွေ့ရတဲ့အတိုင်းပဲဖြစ်မှာပါခုဆိုလို့ရှိရင်တော့စပယ်ပန်းတွေပြန်လာပြီးတော့ကတ်လူပူစောကြတဲ့သူတွေမြောက်များကိုတွေ့ရမှာပါစပယ်ပန်းဖျားကိုလည်းအနီးကပ်ဖူးမြော်လို့ရအောင်တခြားလေးရိုက်ပြပေးရပါရှင် အကယ်၍ကိုကစူတောင်းပြီးသွားလို့ရှိရင်လည်းစူတောင်းပြီးခဲ့ရင်စပယ်ပန်းလေးတွေပြန်လာကပ်ဖို့မမေ့ပါနဲ့နော်ဘလိုရမျိုးတွေလာရောက်စူတောင်းကြတာလဲဆိုရင်တော့လူမှုရေးစီးပွားရေးကျန်းမာရေးအကုန်လုံးပါပဲရှင်စူတောင်းပြီးတယ်ဆိုလို့ရှိရင်တော့အခုလိုစပယ်ပန်းလေးတွေပြန်လာပြီးရောကလူပူဆိုကြပါတယ်အခုလေကိုရီးယားလူကြီးတွေကိုခေါ်နိုင်အောင်ဆူတောင်းလာတဲ့အတွက်ဆူတောင်းပြေးသွားတာမို့လို့စပယ်ပန်းလေးတွေကိုအတူတူလာရောက်ကလူပူဆိုတာပါရှင် င်အခုဆိုရင်တော့မိသားစုနဲ့အတူတူဘယ်ဘန်းကတ်လူပြီးတော့ဆူတောင်းလိုက်ပါဦးမယ်ရှင်။ဘန်းခံမှာအေးဆေးချင်းနေတယ်အမေပါ။မြို့ရဲ့ဖြူလေးကိုကြည့်ပြီးတော့လဲ။ခဏလိုက်ပါဦး။ခဏလိုက်ပါဦး။ခဏလိုက်ပါဦး။အမျိုးကင်ကြီးက4ကီလိုကင်ဘယ်လိုနေလဲ။ရောပါတယ်လေတဲ့ဟော။ မျိုးကင်းညာဖော်ကင်းလောက်ကင်းလေကျွန်မကမျိုးကင်းညီပါလေကျွန်တော် entertainment မှာရှိပါတယ်။ကဲလုပ်ပါဦး။ ်ဆိုလို့ရှိရင်တော့သမေတော်ရောက်အောင်အားလုံးလဲပတ်လို့ပြီးတော့ပါရှင်ဒီပြင်ရဖျားอยู่ပါလဲပတ်ခဲ့ပါဒီမှာလဲတောင်းပြပါလေခတော့อยู่มาပါကျော်တင်သူ့ရိုက်မိမှန်းတယ်လောက်သွားတယ် ညာလူငွေထိုက်တယ်နဲဆိုလို့ပြင်ပြီးတော့လာတာပါအလုံးတွဲကုတူလေးရအလူလေးလေးဖြစ်အောင်လို့ဆိုပြီးရွှေတင်ရန်နေအလကားလူလို့ရရနေရမှာတော်ပြီးလူလမ်းမှာဖြစ်ပါတယ် ါမခင်ဒီမှာလေးဟိုဘယ်လိုခေါ်လို့ရပါလဲဒီမှာလေးရှင်ငန်းလေးလာကြလို့ရပါလဲ